ငါညီရမင်းမျိုးလိုက်ခဲ့စမ်းမှာဗျမလိုက်ချင်မို့ကိုရဒီနေရာလေးကကျွန်တော်နေသားကြနေပြီဗျလိုက်ခဲ့စမ်းမှာငါညီရမျိုးမှာဘလောက်ရင်ခုန်လှုပ်ရှားစရာကောင်းလဲဆိုတော့မင်းကိုပြမယ်ကွာကျခါတော့ကတောမှနေတဲ့ကြွက်ငယ်လေးတစ်ကောင်ရှိတယ်။သူမှာတစ်ပင်အောင်မှာကောင်းမွန်နှွေးထွေးတော့အတိုက်ကလေးတစ်ခုလည်းရှိတယ်။ပြီးတော့သူဟာစားစရာတစ်စေတွေအရေရွှမ်းတဲ့အသီးတွေအများကြီးရှိတယ်။ အလွန်ပျော်ရွှင်တဲ့ကြွက်ငယ်လေးတစ်ကောင်လေးဖြစ်တာပေါ့ဗျာဒီနေ့မှာတော့သူ့ရဲ့ညီကိုဝမ်းကွဲတယောက်ဟာမြို့ကနေပြီးတော့သူ့စီလာလေဟာအကိုရောက်လာပြီလားဗျမောနေရောပေါ့ဟုတ်ပါငါညီဟာမင်းတို့ရွာကလည်းဝေးလိုက်တာလမ်းမှာဖုန်နေရလဲပေါ့ချက်ပြောမနေနဲ့ဟဲ့အောင်ကြီးဒါဆိုရင်ဗျာအမောပြေကျုံမှာတက်သီးဝလံနဲ့အများကြီးရှိတယ်ဗျတူတူစားကြတာပေါ့အဲ့ဒီလိုနဲ့တော့ကြွက်ကလေးဟာသူ့အကိုအရသာရှိတဲ့အစားအစာဖြစ်ဝက်တစ်ချသည်စပြစ်သည်၆ပန်းသည်တို့နဲ့ဧည့်ခံတော်တယ် ပြီးတော့သူ့အကိုအတွက်တည့်ရွက်ကောက်ရိုးများနဲ့နှွေးထွေးတဲ့အိပ်ယာလေးတစ်ခုကိုလည်းစီစဉ်ပေးတယ်။ဒါပေမဲ့မြို့ကျွတ်အနေနဲ့ဝတ်တစ်ချာတီကမာကျောပြီးတော့စပြစ်တီ6ကလည်းချင်းနေတယ်လို့ထင်တာပေါ့။အိပ်ယာကလည်းကြမ်းတမ်းပြီးတော့ဆူရှတယ်ကိုခံစားနေရတယ်။တောမှနေရတဲ့ဘဝဟာသူ့အတွက်အံဝင်ခွင်ကြမှဖြစ်ဘူးပေါ့။အဲဒီလိုနဲ့မြို့ကျွတ်ကသူ့ကိုပြောတယ်။ငါညီယာမင်းမြို့ကိုလိုက်ခဲ့စမ်းပါဗျ။မလိုက်ချင်မဟုတ်ကိုရဒီနေရာလေးကကျွန်တော်နေသားကြနေပြီဗျ။လိုက်ခဲ့စမ်းပါငါညီယာမြို့မှာဘလောက်ရင်ခုန်လှုပ်ရှားစရာကောင်းလဲဆိုတော့မင်းကိုပြမယ်ကွာ။ ဒါဆိုလည်းပြီးရောဗျာကျွန်တော်လိုက်ခဲ့မယ်ကိုအဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာမြို့ကိုထွက်လာခဲ့တော့တယ်သူတို့တနေ့လုံးပင်ပန်းစွာလမ်းလျှောက်လာပြီးတော့ကြီးမားကျယ်ဝန်းတဲ့ခြံဝင်းကြီးစီကိုရောက်လာခဲ့တော့တယ်အဲ့ဒီလိုနဲ့သူတို့ဟာအိမ်ထဲကိုတိတ်တဆိတ်ဝင်သွားခဲ့တယ်မြို့ကျွတ်ကသူ့ရဲ့ဝမ်းကွက်ကိုထမင်းစားခန်းထဲကိုတန်းခေါ်လာခဲ့တယ်အဲ့ဒီမှာ စ်သီးတွေထည့်ထားတဲ့ပုဂံလုံးတွေထောပတ်နဲ့ဘီစကစ်တွေထည့်ထားတဲ့ပုဂံပြားတွေကိတ်မုံနဲ့ချောကလက်ထည့်ထားတဲ့ဘန်းတွေနဲ့ခင်းကျင်းထားတဲ့ဇပွဲတလုံးကိုသူတို့တွေ့လိုက်ကြတယ်။အဲဒီလိုနဲ့မြို့ကျွတ်ဥဆောင်ပြီးတော့သူတို့နှစ်ယောက်ဟာဇပွဲကုန်မတက်အစားအစာတွေကိုစားကြတော့လေ။မြို့မှာနေရတဲ့ဘဝဟာရင်ခုန်လှုပ်ရှားဖို့ကောင်းတယ်လို့မြို့ကျွတ်ကတောကျွတ်ကိုပြောပြီးတော့စားတောက်နေကြတော့လေ။အဲဒီအချိန်မှာရုတ်တရက်တကားပွင့်လာပြီးတော့အခန်းထဲကိုမိမတစ်ယောက်ဝင်လာခဲ့တယ်။အမလေးကျွတ်တွေပါလား။ဘယ်ကကျွတ်တွေကလာပြီးငါတို့အစားအစာတွေကိုစားတောက်နေကြတာလဲ။ ယောဂါလေးတော့ဖြစ်ကုန်တော့မှာပဲမောင်းကြဟေးမောင်းကြမောင်းကြအဲ့ဒီလိုအထိတ်တလန့်អော်လိုက်ပါတော့တယ်ကြွတ်တေဟာလဲကြောက်လန့်သွားခဲ့တာပေါ့ကြွတ်တေဟာလဲကြောက်လန့်ပြီးတော့ဇပွဲပေါ်ကနေခက်မြမြန်ပြေးဆင်းသွားတော့တယ်အဲ့ဒီအခါမျိုးကြွတ်ကငါးနောက်လိုက်ခဲဆိုပြီးတော့နယံထဲကအပေါက်ကြားလေးကိုပြေးဝင်သွားတော့တယ်တောကြွတ်ကလဲကြောက်လန့်ပြီးတော့နှလုံးသားတွေတင်းတင်းမြည်တဲ့အထိဖြစ်နေတော့တယ်အဲ့ဒီလိုနဲ့ကြွတ်နှကောင်ဟာမှောင်မဲတဲ့နယံနောက်မှာတညလုံးနေခဲ့ရတာပေါ့အဲ့ဒီလိုနဲ့မနက်လေးနဲ့ခါမှတောကြွတ်ကသူ့အကိုကိုပြောတော့တယ်အခုရဲ့အိမ်ကိုခေါ်ပြပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။ ါပေမဲ့နောက်ထပ်ကျွန်တော်နေနိုင်တော့မယ်မထင်ဘူးဗျာဘာလို့လဲငါညီရခုမှမင်းမြို့ပေါ်ရောက်တာတည့်ရပဲရှိသေးတယ်လေဒါပေမဲ့ကျွန်တော်မပြောဘူးအကိုရကျွန်တော်နေထိုင်ရာတောလေးကိုပဲပြန်တော့မယ်ဗျာမင်းရလေကွာနေပါအောင်ဟာမင်းတို့ကအစားကောင်းတောက်ဖွဲ့နေတဲ့တောင်မဲ့ခံရသေးဘူးလေဒီမှာနေရတာကစိတ်ချလုံခြုံတဲ့ဘဝအောင်မရဘူးဗျအမြဲတမ်းအသက်ပေးအတွက်ကြောက်လန့်နေရတာဒီလိုဘဝမျိုးမှာကျွန်တော်မနေနိုင်တော့ပါဘူးဗျာအဲ့ဒီလိုနဲ့တောကျွတ်ဟာသူမူလနေထိုင်ရာတောကျွရွာလေးကိုပဲပြန်လာခဲ့လိုက်တော့တယ်အားကြောင့် စိတ်ချလုံးကျုံအေးဆေးတဲ့ဘဝဟာရင်ခုန်လှုပ်ရှားပြီးကြောက်เสียရကောင်းတဲ့ဘဝထက်တော့တာပါတယ်ဗျကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်